နဲ့လက်ခံထားတဲ့ငွေကြေးစီမံမှုတစ်ခုဆိုလို့ရှိရင်ဘာဖြစ်မလဲမှာတော်တော်များများကြတော့ငွေကြေးစီမံမှုလို့ဒီစကလုံးကြားလိုက်ပြီဆိုလို့ရှိရင်သူကငွေစုတာကိုပဲရိုးရိုးလေးသွားပြီးတော့မြင်တယ်ပေါ့နော်ငွေကြေးစီမံဖို့လို့ပြောပြီဆိုတဲ့အခါကျပတ်စုကအရင်ဦးဆုံးကငွေရရှာမရမှာလေ ငွေရှာနည်းကိုသိမှဝင်ဝင်နေမှတာငွေကြေးအစီမံလို့ရမှာပေါ့။ကိုယ့်အိမ်ထဲရှိသမျှအကုန်လုံးကအရှုံးမဲ့ပြန်ပြန်ဖြစ်သွားတယ်ဆိုတာဒါငွေရှာနည်းကိုမတက်တာပေါ့နော်။အဲ့တော့ငွေရှာနည်းတည်လည်းအရေးကြီးရဲ့ပေါ့။အဲ့လိုရှာနည်းသိသွားလို့ဝင်ငွေရရလာပြီးဝင်ငွေအတိုင်းပေါ့အိတ်တိတ်ထဲခုံထားပြီးတော့သုံးလိုက်မယ်ဆိုအကုန်အရင်မှန်းသိအမြန်မှန်းသိအကုန်ပြန်ကုန်သွားမယ်။ Miss and so on ဆိုတာအများရှိတယ်ပေါ့နော်။ ော့ niece ကပါလဲ once ကပါလဲဒါတွေကိုမသိဘူးဆိုလို့ရှိရင်ဟုတ်ကြာသမျှအကုန်ကုန်ပါပဲတချို့ကျတော့ဝင်လာသမျှအကုန်ချစ်ကုန်ကပြီးစုတာငွေတွေကအသေးတွေပဲဖြစ်နေဘာမှလုံးလုံးမရဘူးဒီငွေကငွေချင်းစီမံမှုမှာဘာတွေပါမလဲဆိုငွေရှာတာပါမယ်ငွေသုံးတာပါမယ်နောက်တစ်ခါငွေစုတာပါမယ်ရင်းနှီးမြှုပ်နှံတာပါမယ်ဒီအပိုင်းတွေကိုအကုန်လုံးဖဲတန်းစိတ်ကြပြီးနားလည်ထားတော့မှဒါဒီငွေချင်း စီမံမှုပညာရဲလို့ခေါ်တာပေါ့ငွေစီမံနည်းကိုကောင်းကောင်းနားလည်တယ်ကောင်းကောင်းထိချုပ်နိုင်တယ်ဆိုတာဖြစ်မှာပေါ့နော်အဓိကတော့ငွေစုတာကိုပဲရိုးရိုးလေးငွေကြေးစီမံတယ်လို့ထင်နေတာလေးရကြတော့လူတော်များများရဲ့မှားယွင်းစွာယုံကြည်မှုလေးပေါ့နော်သက်ဆက်မရှိဘူးဆိုတဲ့အခြေအနေကကန်ဆိုးတာကြောင့်ဖြစ်လာတာလား၊ငွေတီးမစီမံနိုင်တာလား၊ဒါမှမဟုတ်လို့ရှိရင်နှမ်းပန်းကန်တဲ့ရွေးတင်မှုတွေကြောင့်လား။ကန်ဆိုးတာကြောင့်သက်ဆက်မရှိဘူးဆိုရင်တော့အားရမဟုတ်တော့ဘူးပေါ့နော်။ တကယ်ကိုခြေလက်ကနေစပြီးတော့မှတကယ်ကိုတန်းကျော်တည်းဖြစ်သွားတဲ့ဥပမာတွေဆိုလို့ရှိရင်လည်းငငယ်ကလေးကကြားမှုနေကြတယ်စာအုပ်တွေထဲမှာလည်းဖတ်ဖူးတယ်ပေါ့နော်အဲ့တော့ကံတော့မဆိုင်ပါဘူးပေါ့ knowledge နဲ့ဒီဝရိယစွမ်းအားအဲ့နခုလဲတဲ့အချိန်မှာလူရကံကိုသွားပြီးတော့ပုံချတယ်ပေါ့ knowledge ကိုကိုကစူးစမ်းရမယ်ပေါ့ဒီဟာကိုလုံးချင်ပြီဆိုရင်တော့ကိုဒီဟာနဲ့ပတ်သက်ပြီးမသိသေးဘူးဆိုသင်ရမှာပဲလीเนาะဝရီးကမရှိတော့ အလောက်ကမလုံးဖြစ်ဘူးအထင်ရောက်ပြန်ဆွဲခုနကမသိတဲ့အခြေအနေတိုင်းပဲဘာမှမထူးဘူးလေရွေးချယ်မှုတိုင်းရလဲပန်းစိုးဘဝမှာတစ်ခါပြီးတစ်ခါရွေးချယ်ကြတယ်အဲ့ဒီရွေးချယ်မှုတိုင်းရလဲအချိန်ချိန်တိုင်းမှန်နေလားဆိုတော့လဲမမှန်ဘူးမှားတဲ့အတွေ့အကြုံတွေရလာပြီဆိုတော့လဲဘာလို့ရမလဲသင်ခန်းစာယူပြီးတော့ရှေ့ဆက်သွားဖို့ပဲလိုတာပေါ့အဲ့တော့ကိုယ့်ရဲ့ရွေးချယ်မှုတွေပေါ်မှာပဲအများကြီးဖြူတည်တယ်ပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ် Yeah.